အမရန်ကုန်သူပဲမဲ့လို့အမမန္တလေးကိုအရန်ချစ်တာမန္တလေးသွားရမယ်မန္တလေးရောက်ပြီဆိုလို့ရှိရင်ပျော်နေတာဘာမှမဟုတ်အကျုံကြီးကိုတွေ့ပြီဆိုလို့ရှိရင်စိတ်ချမ်းသာပါတယ်အဲ့လိုမျိုးဥပိန်တရာသွားရတယ်အဲအဲ့လိုမျိုးမန္တလေးတောင်အဲ့လိုမျိုးပေါ့နော်ဖရာကြီးဆိုလို့ရှိရင်အဲဘလို့ပြန်ထူထောင်ကြမလဲပေါ့နော်ဘလို့ပြန်ထူထောင်ကြမလဲပြီးတော့အဲဘာလို့အတိလဲသွားတွေ့လဲဆိုတော့ရှိတဲ့အချိန်မှာတန်ဖိုးထားဖို့ပေါ့နော်ချက်ချင်းမဲလဲဒီလိုမျိုးပြတ်သွားတတ်တယ်ဆိုတော့တန်ဝေကလည်းရတာပေါ့နော်ဒါကတော့ စိတ်မကောင်းဖြစ်မှုပေါ့ဘယ်တော့ဘယ်တော့များမှဒီစိတ်မကောင်းဖြစ်မှုကအနေကြမလဲတော့မသိဘူးပေါ့နော်လောလောဆယ်အရေးတကြီးလုပ်နေတဲ့အချိန်မှာလင်းလင်းမြန်မြန်အထောက်ပံ့နိုင်မှုအတွက်ကိုအရင်မြန်မြန်စဉ်းစားရတာပေါ့ပြီးလို့ရှိရင်တော့ပြန်လဲထူထောင်ရေးဆိုတာလာမှာပဲအဲ့ဒီအချိန်အတွက်လိုအပ်နေတဲ့ဟာကိုလည်းအမတို့တပင်အစည်းအုံးအနေနဲ့လည်းအစွမ်းသမျှအားဖြည့်ဖို့ရှိရဲပြီးလို့ရှိရင်လည်းရုပ်ရှင်ခီတာတပင်ပူပေါင်းမယ်လောက်ကြမယ်ဆိုလို့ရှိရင်လည်းအမတို့ကပါမှာပဲပေါ့နော်အဲ့လိုမျိုးတွေရှိပါတယ်ဟုတ် ငလင်လှုပ်တဲ့အချိန်မှာအမကမယ်လီယာဟိုတယ်မှာမောင်လေးကိုစင်အောင်နဲ့အလုပ်ကိစ္စတစ်ခုစကားပြောနေကြပြောနေတော့အမငါမူးသွားတာလားမသိဘူးပေါ့ဆိုအဲ့မှာဇင်အောင်လည်းအမအမဆိုဟဲ့ငလင်လှုပ်တာလားဆိုတယောက်မျက်နှာတယောက်ကြည့်ပြီးတော့သူကလည်းလှုပ်ပြီးလှုပ်ပြီးဆိုအမထမလို့အဲ့ဒါဆိုအမလက်ကြီးကိုဆွဲထားတယ်အဲ့ဖဲလေးကတော့ထမယ်ထမယ်ဆိုအဲ့လိုမျိုးပေါ့နော်အဲမဲလီယာဟိုတယ်ကဒီမီးစိုင်းကြီးကကျွမ်း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 နဲ့ကိုလှုပ်နေတယ်ပြီးတော့ဒီအဲ့ဒီဟိုတယ်အရှိမရေကန်ရှိတယ်ပေါ့ရေပန်းရေကန်ရှိတယ်အဲ့ဒီထဲကရေတွေကအပြင်ဘက်ကိုထွက်နေတယ် လှုပ်လှုပ်ပြီးတော့ဘောင်ပင်ခတ်ပြီးတော့ပေါ့နော်အဲ့တော့အဲ့ဒီအချိန်မှာအမကကိုရန်ကုန်မယ်လို့ထင်တာမသိဘူးမသိဘဲနဲ့အဲ့ဒီမှာပေါင်း60ရောင်းတဲ့စကားလေးပါလေးပြောပြီးတော့ဖုန်းလိုင်းတွေကလည်းချက်ချင်းပဲအဆင်မပြေတော့ဘူးအိမ်ကိုမမေ့ကိုလှမ်းဆက်တာတောင်မှပဲမရတော့ဘူးပေါ့နော်အဲ့ကဲကဲသွားမယ်သွားမယ်ဆိုလမ်းခွဲပြီးတော့ကားပေါ်ရောက်တဲ့အခါကျတော့မှတားကဖုန်းလှမ်းဆက်တာအမေရိကတားကဖုန်းလှမ်းဆက်တာလှမ်းဆက်တော့မမေ့အဆင်ပြေလားပြေတယ်တားဘာမှမဖြစ်ဘူးပါညာဟိုကြီးကြီးမောမောပေါ့ကွာအဲ့ဒီအချိန်မှာအဲ့တော့မှဆိုတော့ဘာပြောလဲဆိုတော့မမေ့အင်းဝါတရားကြီးကျိုးသွားပြီတဲ့ ဟမ်အေးဝါဒါချိုးသွားပြီမမေးမန္တလေးမှာနမ်းမြို့ယိုးကြီးလဲချိုးကုန်ပြီဘလောက်တောင်ပြတ်သွားလဲဆိုပြီးတော့အမအဲ့ချိန်မှာအကုန်အီမွေရိုဖုန်းလန်းဆက်မန္တလေးမှာလဲကိုနိုင်ဝင်းစိန်လို့ရှိရယ်လေဘယ်သူမှဆက်လို့မရအောင်အင်တာနက်ကသတင်းတွေကလဲချက်ချင်းမတက်လာဘူးပေါ့နော်နောက်တနားရီလောက်နေတော့မှတနားရီတော့မဟုတ်နားရီဝက်လောက်ထန်တယ်ဒီမှာအင်းဝါဒါးပုံတော့ဘာလို့နမ်းနမ်းမြို့ယိုးကြီးကိုတွေ့တယ်နောက်အဲ့နေ့လေလောက်ကြာတော့မှပဲဖျားကြီးကိုဘောနော်ပြီးလို့ရှင့်စကိုင်းရ အဲ့အများသိန်းတန်ဖြစ်အကုန်မှာပဲမင်းတို့အုတ်ချောင်းကြီးပေါ့နော်မင်းတို့အုတ်ချောင်းကြီးပျော်သွားပြီဆိုတော့လေကိုစင်အောင်ကလှမ်းဆက်တယ်အမရေးတဲ့မမတို့ကအဲ့ဒီဟိုအဲ့ဒီအင်းဝခက်တို့ဘာတို့အကြောင်းအဲ့ဒါတွေပြောနေတာဟိုအဲ့ဒီမောင်လေးကိုစင်အောင်လေးကလေအလုပ်တစ်ခုရှိလို့အမရေးတအားတို့ပြောတော့မှရှိတယ်မင်းတို့အုတ်ချောင်းကြီးလည်းပျော်သွားပြီဆိုတော့လေအမစိတ်ထဲမှာလေဘလို့ဝမ်းနေမှမသိဘူးသီလားတရားမရှိဘူးပဲပြောပြောပေါ့နော် အဖြစ်ပြတ်တတ်တယ်လို့ပြောပေမဲ့လို့တော့ကိုယ့်ရဲ့အတ္တနဲ့အာနာပြောကိုယ့်ရဲ့ဒီဘယ်လိုပြောရမလဲချစ်တဲ့စိတ်ပေါ့နော်အမရန်ကုန်သူပဲမဲ့လို့အမမန္တလေးကိုအရန်ချစ်တာမန္တလေးသွားရမယ်မန္တလေးရောက်ပြီဆိုလို့ရှိရင်ပျော်နေတာဘာမှမဟုတ်အကျုံကြီးကိုတွေးပြီးဆိုလို့ရှိရင်စိတ်ချမ်းသာသွားတယ်အဲ့လိုမျိုးဥပိန်တရားသွားရတယ်အဲအဲ့လိုမျိုးမန္တလေးတောင်အဲ့လိုမျိုးပေါ့နော်ဖရာကြီးဆိုလို့ရှိရင်အာဘယ်လိုပြန်ထူထောင်ချမလဲပေါ့နော်ဘယ်လိုပြန်ထူထောင်ချမလဲပြီးတော့ အဲဘာလို့အတိလဲသွားတွေ့လဲဆိုရှိတဲ့အချိန်မှာတံပိုးထားဖို့ပေါ့နော်ချက်ချင်းမဲလဲဒီလိုမျိုးပြတ်သွားတတ်တယ်ဆိုတော့တံဝေးကလည်းရတာပေါ့နော်ဒါကတော့စိတ်မကောင်းဖြစ်မှုပေါ့ဘယ်တော့ဘယ်တော့များမှဒီစိတ်မကောင်းဖြစ်မှုကအနေကြမလဲတော့မသိဘူးပေါ့နော်အဲတော်တော်လေးခံစားရတယ်ဒီဥစ္စာလေးဟိုပြန်ပြီးတော့ဟိုပြုတ်ပြင်မယ်တိဆောက်မယ်ပဲပြောပြောငကိုဟာဘလုံးမပြန်မရနိုင်တော့အမားတို့တွေ ရှိခဲ့တဲ့အချိန်တုန်းကတေချာလေးတမိုးထားမိခဲ့ကြရလားဆိုဆိုတာမျိုးကိုလည်းပြန်ပြီးတော့စိတ်ထဲမှာနှောင်တရသလိုဖြစ်တယ်ပေါ့နော်ဘယ်လိုမျိုးဖြစ်တာလဲဆိုပြီးခဲ့တဲ့၄ရက်တပတ်လောက်တုန်းကမန္တလေးသွားကျင်တယ်ဆိုပြီးတော့တိုင်ပင်နေသေးရာအော်အဲ့တော့ငါသွားလိုက်ရင်ကောင်းသားအဲ့လိုမျိုးပေါ့နော်လူဆိုတော့တော်တော်လေးခံစားရပါတယ်ဟုတ်ပြောစရာစကားလုံးတော့မရှိတော့ပါဘူးနော်အော်ပြီးတော့ဒီ ဘယ်လိုပြောရမလဲအဆက်အသွယ်မရအောင်ဖြစ်နေတာပေါ့တေလားရှင်လားမသိဘူးဟိုနောက်ပြီးတော့ကိုယ့်ရဲ့မိသားစုဆိုတော့လေဓာတ်ပေါ်တွေမတွေ့မချင်းဆုံးသွားပါပြီလို့လက်မခံချင်ဘူးလေနော်အရန်စိတ်ပူတာပဲအရန်စိတ်ပူတာပဲဆိုတာကလေဒီအစာဦးကြီးတာဒူးနဲ့တန်တဲ့ဟာကြီးတွေအောက်မှာပိတ်မိနေတယ်ဆိုလို့ရှိရင်ဒါတွေကဟိုတာမန်ဝင်အင်းနဲ့အားနဲ့မထုတ်လို့ရတဲ့ကိစ္စလည်းမဟုတ်ဘူးကွာတိလာတကယ်ကိုဆက်ရန်နေရကြီးတွေပါလေလိုတာဆိုတော့လေဟိုအမရောအမအမလည်းအခု ကိုနိုင်တဲ့ဘက်ကလုံမှာပဲအဲဘလို့လူစုခံလို့ရမလဲဘာလို့လို့ရမလဲအခုချိတ်ဆက်နေရပေါ့နော်ဒါမဲ့တကယ်အဲ့လိုမျိုးအကြီးစားကုညီကယ်ဆယ်မှုတွေကြတော့အမားတို့ဟိုဘယ်လိုပြောရမလဲ private sector ကလူတွေကဘလို့မှမတက်နိုင်ဘူးလေနော်ဆိုတော့ကုညီနိုင်တဲ့သူတွေများများလာပါစေဒီအရေးပေါ့ဒီဒီနှစ်ရက်သုံးရက်အရေးကြီးနေတာကယ်ဆယ်ရေးအရေးကြီးနေတာအမမြင်တယ်ပေါ့နော်ဆိုတော့မြန်မြန်လေးများများလေးကယ်နိုင်ကြပါစေလို့အမဟိုဆန္ဒပြုပါတယ်ဟုတ် လောလောဆယ်အရေးတကြီးလုပ်နေတဲ့အချိန်မှာလင်းလင်းမြန်မြန်အထောက်ပံ့နိုင်ဖို့အတွက်ကိုအရင်မြန်မြန်စဉ်းစားရတာပေါ့ပြီးလို့ရှိရင်တော့ပြန်လဲထူထောင်ရေးဆိုတာလာမှာပဲအဲ့ဒီအချိန်အတွက်လိုအပ်နေတဲ့ဟာကိုလည်းအမတို့သဘင်အစည်းအုံးအနေနဲ့လည်းအစွမ်းသမျှအားပြဖို့ရှိရပြီးလို့ရှိရင်လည်းရုပ်ရှင်ခီတာသဘင်ပူပေါင်းမယ်လောက်ကြမယ်ဆိုလို့ရှိရင်လည်းအမတို့ကပါမှာပဲပေါ့နော်အဲ့လိုမျိုးတွေရှိပါတယ်ဟုတ်